ဂိုရင်တီတာကြီးတယဝရီခိုင်တယဝရီမြို့တွင်ဒေသနေပြည်သူများနှင့်ကလေးသင်ငယ်များကလေးလူသမားနှင့်ပတ်သက်၍အသိပညာဘူးသို့ရရှိစီရန်ရည်ရွယ်၍အသိပညာပေးဟောပြောပွဲကိုမေလ26ရက်နေ့နေ့တနားဤကလူထုချေမှုဘူဌာနကွန်မြူနတီစင်တာခန့်မှတွင်ကျင်းပခဲ့ပါသည်။ ဆိုပါတိပညာပြီးဟောပြောပွဲတွင်တရားဝီခင်ပြန်ကြားရေးနယ်ပြည်ဆန်ဦးစည်းဌာနခရိုင်ဦးစည်းမှုကအဖွဲ့မစကားပြောကြားပြီးတရားဝီခင်လူမှုဝန်ထမ်းဦးစည်းဌာနမှခရိုင်ဦးစည်းမှုတော်ခင်တန်နာကမြန်မာနိုင်ငံတွင်ကလေးများအားကလေးလူသမားအဖြစ်ခိုင်းစေမှုအထူးသဖြင့်အစိုးရဆုံးပုံစံဖြင့်ခိုင်းစေမှုများအားယုံနဲ့ပပျောက်စီရန်နှင့်တားဆီးကာကွယ်ရန်ဥပဒေအရတရားဝင်အလုပ်လုပ်ကင်ခွင့်ရှိတဲ့ကလေးလူသမားများအားဥပဒေနှင့်အညီတိရောက်စွာအကာအကွယ်ပေးရန်အန်ရရှိသောအလုံးနှင့်လုပ်ငန်းခွင်များတွင်လုတ်ကင်နေရသည့်ကလေးလူသမားများအားဖယ်ရှားပြီး ်သင်လျောကောင်းမွန်သည့်အလုတ်ကံရရှိစေရန်နှင့်အမွေးပညာကျောင်းများတက်ရောက်နိုင်ရန်စီမံဆောင်ရွက်ပေးရန်ဟုသည်ကလေးလူသမားပပျောက်ရေးရည်မှန်းချက်၃ရံများကလေးလူသမားပပျောက်ရေးအတွက်ကလေးလူသမားများ၏လုပ်ချိန်ကန့်သတ်ချက်ကလေးလူသမားများ၏အတိတ်ပဲသတ်မှတ်ချက်များအကြောင်းတို့ကိုအကျေတဝန်းအသိပညာပေးဟောပြောခဲ့ပါသည်ဆလဝိခေပြကြိုင်းနဲ့ပြစ်စံဦးစီးဌာနမှာခင်ချင်းပြသထားတဲ့အသိပညာပေးနေကဆာဆောင်နဲ့စာအုပ်စာဆောင်များကိုတက်ရောက်လာကြတဲ့ចောင်းသားចောင်းသူများကစိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ရှင်